ဆောင်တစ်ခုတည်းမှာ ကလေးတငယ်ကအစာတက်ကြီးရိုးအပါဝင်လူတွေအစုအပြုံလိုက်နဲ့ဖြစ်တယ်လို့နေထိုင်နေရတဲ့ဒီမြေခွင်းကတော့ရခိုင်ပြည်ကြောက်တော်မြို့နယ်ကကျေးရွာတစ်ခုမှာဖြစ်ပါတယ်သူတို့ရဲ့ဇာတိဟာစစ်တွေပုံတော့ကြံပေါတော့စားတဲ့နေရာတွင်ကဖြစ်ပြီးစစ်ပွဲရဲ့အကျိုးဆက်ကြောင့်မိမိနေရမှာမနေရတော့သလို ကျောက်တော်မြို့ပေါ်ကမဟာကံကြီးရှင်မိယထားဘူရာနေဘူခံစရက်စစ်ဆောင်စခန်းအသီးသီးမှာနေထိုင်ခဲ့ကြတာပါဒါပေမဲ့လေမေလအစ်စ်၄ရက်နဲ့၅ရက်မှာသူတို့နေထိုင်ရာကျောက်တော်မြို့ကိုစစ်ကောင်စီက လေကြောင်းဘုံကျဲခဲ့တာကြောင့်စစ်ဆောင်စခန်းတွင်ကိုဆွတ်လွတ်ပြီးနောက်ထပ်တပံယာယီစစ်ဘေးဆောင်အဖြစ်နဲ့အခုနေထိုင်တဲ့နေရာကိုရောက်ရှိလာခဲ့ကြတာပါဇာနဝဇာနဝတာမသ ပေါ်ဝေးအငငမမနီလို့ကြောက်တော့လို့မလို့ရှိတဲ့ဘူးလားဘလို့လို့လာခဲ့စမှာပြပြပြနေဒုက္ခဖုန်ခါလေးခါခံပြရပါရအရှာအခါလာနေတိကကောက်ပွန်ပါအယောင်လေးပဲမလာဝလာကောပေါ်ပခံပြရပါရညဟာကအပဲမဘိပါသိကလေးအဲဘိလက်စားတလားမှုခင်းနလားပဲကာပဲလာရှာဟာကဆက်တက်လာရှာစားပါဘောဘူးတလုံးနဲ့ပဲထဘိမပါဘူးနဲ့ထဘိကြွဲကြင်ခိုင်း ကြာလာဟာဆလာနတုစတာအခုတုစဆောက်ကြည့်ထားလို့ဘဝကတူမမခန့်ရှိရောက်ခန့်တိုင်း